ချေဝိဖ်ကနေပြီးမှအပတ်စဉ်တင်ဆက်ပေးနေတဲ့အဲဒီကနေတူစီးရီးနိုင်ငံရေးတုံးတက်ဆွေးနွေးခြင်းအစီအစဉ်ကနေပြီးမှပြန်လည်ကြိုဆိုပါရခြင်းဒီတစ်ပတ်မှာကတော့အနာသိန်းအစောပိုင်းကာလမှာ ီစစ်တပ်ရဲ့အကြမ်းဖက်ပစ်ခတ်မှုကြောင့်မလို့အသက်ဆုံးရှုံးသွားရတဲ့ပြည်သူတွေကိုပြန်လည်တရိယာအောက်မေ့ခြင်းအဖြစ်တင်ဆက်ရခြင်းဖြစ်ပါတယ်။အခုမက်လကဒီကချင်ပြည်နယ်ထဲမှာပေါ့နော်ဒီအနာသိန်းကာလအစောပိုင်းတုန်းကဒီဆနာပြပွဲတွေကိုစစ်တပ်ကလက်နက်လူအင်အားနဲ့အကြမ်းဖက်ဖြိုခွင်းလို့ဒီအရက်သားတိဆုံးမှုအများဆုံးဖြစ်ခဲ့တဲ့လလည်းဖြစ်တယ်ပေါ့နော်။ဒီကချင်ပြည်နယ်တဲကဗေဒီတာတွေမှာဆနာပြရင်းနဲ့စစ်တပ်ရဲ့ဒီတပြက်ချင်းခံရရတို့ဘယ်နှယောက်ရှိခဲ့ပါလဲဆရာ ဟုတ်ကဲ့ကျွန်တော်တို့ကချင်ပြည်နယ်ထဲမှာ2023စစ်အနာတိန်မှုဖြစ်ပြီးနောက်ကျွန်တော်တို့ဖေဖော်ဝါရီလကတည်းကနေကျွန်တော်စန္ဒာတွေပြခဲ့တယ်ပြည်သူလူထုတရက်လုံးကချင်ပြည်နယ်ဟိုမြောက်ဘက်စွန်းနော်မိုးမြို့ကနေဒီကချင်ပြည်နယ်မှာရှိရှိသည်မြမြို့တွေထဲမှာကျေးရွာတွေထဲမှာကျွန်တော်တို့ပြည်သူတွေကတရက်လုံးကလမ်းပေါ်ထွက်ပြီးမှငင်းချမ်းစွာစန္ဒာပြခဲ့ကြတယ်ဒီမြို့ပေါ်က ညင်းချမ်းစွာဆန္ဒပြခဲ့တဲ့တပိတ်စစ်ကြောင်းတို့ထဲမှာတည်ဆုံခဲ့တဲ့ရက်ဆွဲမတန်းတွေကိုကြည့်ရင်ဒီမတ်လအတွင်းမှာပဲဒီအနာတိန်စစ်တပ်ရဲ့ပြစ်ခတ်ဖြိုခွင်းမှုကြောင့်တည်ဆုံခဲ့ရတဲ့ပြည်သူတွေဟာဆက်တူဦးရှိခဲ့တာကိုတွေ့ရတယ်ဗောနော်ဒီပြည်သူဆက်တူဦးရဲ့နာမည်တွေကိုကျွန်တော်ခု2025ဒီမတ်လမှာ၄နှစ်ပြည့်တဲ့အခါတည်းများလည်းဖြစ်တဲ့အတွက်ဒူရုကိုဂုံပြူတဲ့ ခြင်းအဖြစ်ဒီနူတော်လန်ရဲ့တပိတ်စစ်ကြောင်းမှာအာဇာနီတွေ့ဖြစ်ခဲ့ကြတဲ့အာဇာနီတွေရဲ့နာမည်ကိုကျွန်တော်တစ်ချက်လောက်ပြန်ပြေးမှဖတ်ပြခြင်းနဲ့အတေကကိုဇမင်းထက်ကိုပူလုံနံပါတ်2ကဥကူကိုလေကိုဥချူတာ3ကဥကျော်လင်းထိုက်4ကကူစူးနိုင်ထွန်း5ကဥဝင်းဆွေ6ကဥဝင်းကျော်စုခနေ့ကကူတန်းစောပြင်း8ကမရွှေမြင့်9က ဥမြူတန်ကျော်တစေမိုဟာမက်အာလီ ခေါ်ဥမြူမင်းသူစတိကကိုဝိနိုင်ဦးခေါ်ကိုဖူတာညီဒီစတိဦးကဒီမတ်လာ တွင်နဲ့နောက်ဆုံးဒီကိုဝိနိုင်ဦးခေါ်ကိုဖူတာညီကဧပြီလရဲ့နေ့မှာကြာဆုံးခဲ့တာဗောနော်ဒီတပိတ်စစ်ကြောင်းအတွင်းမှာဟုတ်ကဲ့ဆရာဒီစတက်ကအကျန်းဖက်ဖြိုခွင်းခဲ့လို့ဒီဆုံးခဲ့ရတဲ့ပြည်သူပြည်သူတွေပေါ့နော် အဲသူတို့အဲအဲ့ဒီဗီဒီယိုတွေထဲမှာဘယ်မျိုးကဒီတိဆိုးမှုအများဆုံးဖြစ်ခဲ့တယ်လဲပေါ့ဟုတ်ကဲ့ဗျဒီဗီဒီယိုလူထုတွေကလမ်းပေါ်ထွက်ပြီးမှငင်းချမ်းစွာဆန္ဒပြခဲ့ကြတယ်ငင်းချမ်းစွာဆန္ဒပြခဲ့တဲ့ The Big Six ចောင်းတွေကအာနာတင်းတဲ့စစ်ကောင်စီရဲ့လက်နက်ကန်တပ်ဖွဲ့တွေကပြစ်ခတ်လို့ကချင်ပြည်နယ်အတွင်းမှာပထမဆုံး တွေးမြင်ကြဒေဆုံးခဲ့ရတဲ့ဟာဖြစ်စဉ်ဖြစ်ပွားခဲ့တဲ့ဟာကမတ်လ2021မတ်လ6ရက်နေ့မှာမကြီးနာမြို့မှာပထမဆုံးတွေးမြင်ကြခဲ့တဲ့ဟာကိုကျွန်တော်တို့ကချင်ပြည်ပြုစုထားတဲ့မတန်ရတွေ့ရတယ်နော်ဘေမြို့ဒီမှာတပိတ်စစ်ကြောင်းမြို့ပေါ်ကတပိတ်စစ်ကြောင်းတွေပြစ်ခတ်ပြုခွင့်ရင်းနဲ့ဒေဆုံးကြဆုံးသွားခဲ့လေဆိုရင်မကြီးနာမြို့မှာ3ဦးရှိခဲ့တယ်ဗမော်မြို့မှာ3ဦးရှိခဲ့တယ်ဖက်ကတ်မှာ1ဦးမုံညင်းမှာ1ဦး ိုပြင်းမှာတူဦးဒီမတ်လတလလုံးနဲ့ဧပြီ၄ရက်နေ့အထိကျွန်တော်တို့ကချင်ဝိပကနေပြုစုထားတဲ့မတန်အရာ၁၂ဦးတပိတ်စစ်ကြောင်းတွေပြစ်ခတ်ဖြိုခွင်းရင်းနဲ့ကြာဆုံးသွားတဲ့အဟာကိုတွေ့ရတယ်ဗောနော် ဟုတ်ကဲ့ဆရာဒီတိတ်ဆုံးတဲ့သူတွေရဲ့အသက်အရွယ်အပိုင်းခြားတွေရောအဘလောက်လောက်ရှိမလဲပြီးတော့အဲတိတ်ဆုံးသူတွေထဲမှာအမျိုးသမီးကြီးတွေကလေးငယ်တွေရောပါခဲ့လားဗောဆရာအခုကျွန်တော်တို့အချင်းဘေး နည်းနည်းပြူစုထားတဲ့မတန်အရာပြန်ကြည့်တဲ့အခါမှာ The Big Six အကြောင်းမှာပြစ်ခတ်ဖြူခွင်းနဲ့ကြဆုံသွားတဲ့ပြည်သူတွေရဲ့အသက်အရွယ်အပိုင်းအခြားကိုပြန်ကြည့်တဲ့အခါမှာ အသက်19နှစ်ကနေ30ကြာကဒီလူငယ်လူရွယ်တွေကအများဆုံးဖြစ်နေတာကိုတွေ့ရတယ်နော်ဒီအသက်30အသက်ဆိုလို့၃ဦးကိုပဲတွေ့ရတယ်၅ဦးကတော့ 50ကျော်အမျိုးသားတူဦးနဲ့အသက်60နှစ်အမျိုးသားတူဦးပြီးရင်နောက်အသက်36နှစ်အရွယ်ကြတော့ကလေးမိခင်မရွှေမင်းခေါ်တဲ့ဒီအမျိုးသမီးကလေးမိခင်တူဦးပါခဲ့တာကိုလည်းတွေ့ရတယ်ဗောနော်အမျိုးသမီးတူဦးပါဝင်ခဲ့တဲ့ဟာကိုကျွန်တော်တို့ရဲ့မတန်အရာတွေ့တွေ့ရတာဗောနော်ဒီလူငယ်လူရွယ်ဒီထဲမှာဘသူတွေပါလဲလို့ဆိုလို့ရှိရင် ကြောင်းသားတွေပါတယ်ပေါ့နော်ကြောင်းသားတွေပါတယ်မမရရကတော့ဒီနေ့လူလွန်ခဲ့တဲ့2023မတ်လ25ရက်နေ့မှာမုံရင်းမှာစန္ဒပြတပိတ်စစ်ပြစ်ခတ်ဖြူခွင်းနာကြောင့်ဒီထွေပြေပုံချောင်နေတဲ့အချိန်မှာလိုက်လံပြစ်တက်ခံရတဲ့ကိုစူးနိုင်ထွန်းဆိုရင်ဒါဒီနေ့သူဒီကြာဆုံးခဲ့တဲ့ဟာလေးနှစ်ပြည့်တဲ့နိပတ်လင်နေပေါ့နော်ဒါမမရရအခုကျွန်တော်တို့ဒီ junior လုံးနေဒီနေ့မှာပဲသူကြဆုံသွားတဲ့ခါလေးနှစ်ပြည့်သွားပြီပေါ့နော်ဒီကူစူးနိုင်ထွန်းဆိုရင်မချင်းသာနိဗ္ဗာန်တက္ကသူចောင်းသားတမကရဲ့ပြင်ပဆက်ဆံရေးတာဝန်ခံလုပ်ခဲ့တယ်ဆိုတဲ့ဟာကိုကျွန်တော်တို့ဒီတည်မတန်းရတွေ့ရတယ်မနော်ဟုတ်ကဲ့ပါဆရာ တကယ်လို့များတာပေါ့နော်ဒီစစ်အာဏာရှင်ကိုဆန္ဒပြတဲ့သူတွေမရှိခဲ့ရင်အဲဒီလူမျိုးဆန္ဒပြရင်းနဲ့တည့်ရတက်ဖြတ်ခြင်းခံခဲ့ရတဲ့သူတွေတာမရှိခဲ့ဘူးဆိုလို့ရှင်လက်ရှိမြန်မာနိုင်ငံရေးဒါမှမဟုတ်ဒီကချင်ပြည်နယ်အဲဒီအခုကျွန်တော်တို့လက်ရှိကချင်ပြည်နယ်ရဲ့အခင်းအကျင်းကရောဘလို့ရှိမယ်လို့တွေးမိလဲဆရာကချင်ပြည်နယ်ရဲ့ဒီအနေအထားကိုအခု မယူဆန်ရေမေကွန်းအရာကျွန်တော်ပြန်စဉ်းစားကြည့်လိုက်အခါမှာကချင်ပြည်နယ်မှာ2017ဇွန်လအားနေ့ တကြောပြန်စစ်ပွဲဖြစ်တယ်ဒါပေမဲ့2018ခုတည်းကနေဒီအစစ်တပ်ကတဖက်တပ်ပြစ်ခတ်ရစီဆိုပြီးမှထုတ်ပြန်ကြေညာခဲ့တဲ့ဟာရှိတယ်အဲ့ဒါကြောင့်မို့ဒီ KIA နဲ့စစ်တပ်ကြားမှာလည်းတိုက်ပွဲတွေကမဖြစ်တလို့တိုက်ပွဲအရှင်ကနေပါနေတဲ့အချိန်ရောကြသွားတဲ့အချိန်ဖြစ်တယ်ဆိုတော့2021အာနာသိန်းတဲ့နောက်ပိုင်းမှာလည်းဒီတိုက်ပွဲတွေကချက်ချင်းမဖြစ်သေးဘူးအာနာသိန်းပြီးနောက်ကချင်းပြည်နယ်အတွင်းမှာဒီတိုက်ပွဲပထမဆုံးဖြစ်တဲ့ရက်က 慢慢也呀，表明输赢。 ဒီမတ်လ17ရက်နေ့ဖကမြို့နယ်စေစင်းကျေးရွာနီးကစစ်တပ်စခန်းတစ်ခုကိုကဲတပ်ဖွဲ့တွေကတွားရောက်ပစ်ခတ်တဲ့ဒီတိုက်ပွဲကပထမဆုံးလို့ဒီကျွန်တော်တို့ရဲ့တည်တည်မတန်ရတော့အဲ့လိုပဲတွေးရတယ်ကျော်ဒါဘယ်အနေတွားပြီးမှတိုက်ဆိုင်နေလဲဆိုရင်ဒီမတ်လ10ရက်နေ့မှာမချင်းနာတဘိတ်စစ်ကြောင်းမှာပစ်ခတ်ဖြူခွင်းခံရတာကြောင့်တေဆုံးအကြဆုံးသွားတဲ့ကိုစင်မင်းသက်ခေါ်ကိုဖူလုံးနဲ့ဦးကူကူလေးခေါ်ဦးချူတာ ာလူနူဦးကြာဆုံးပြီးနောက်နေရက်အကြာမှာဖြစ်သွားတဲ့တိုက်ပွဲပေါ့နော်ဒီလ17ရက်နေ့မှာဖြစ်ခဲ့တဲ့တိုက်ပွဲကနေစပြီးနောက်ပိုင်းကျတော့ KA နဲ့ဒီစစ်တပ်ကြားမှာလည်းတဖြည်းဖြည်းနဲ့တင်းမာလာတာပေါ့နော်အဲ့နောက်ပိုင်းမှာနိုင်ငံရေးအရာရောတင်းမာမှုတွေဖြစ်တဲ့အဲစစ်တပ်နဲ့ KA OK ကြားမှာစီးရဲနိုင်ငံရေးတင်းမာမှုတွေဖြစ်လာတဲ့ အရှင်ကတပြည်းပြည်းနဲ့ပိုးပြီးမှပြင်းပြင်းထန်လာတယ်ဆိုတော့နောက်ပိုင်းမှာဒီမြို့ပေါ်မှာငင်းချမ်းစွာဆန္ဒပြနေတဲ့ပြည်သူလူထုတွေလူငယ်လူရွယ်တွေကလည်းစစ်တပ်ရဲ့ဖြိုခွင်းမှုကိုစက်တိုက်ပဲခံလာရတဲ့ခါကျတော့မလွေးမရှုံတာလက်နက်ကင်တော်လန်ရတော့မယ်ဆိုတဲ့ရွေးချယ်ဆုံးဖြတ်မှုကိုဒီမြန်မာတိုင်းနိုင်ငံလုံးမှာတပြည်းပြည်းတပြည်းပြည်းနဲ့ ဒီလက်နက်ကင်ဒေါ်လာရဲ့အရှင်အဟုန်တွေကအရှင်မြင့်ပြင်းထန်လာတဲ့အတွေ့အကြုံဒီနေ့ကျွန်တော်တို့မြင်တွေ့လာရတဲ့အခြေအနေအဖြစ်လက်နက်လက်နက်ကင်ဒေါ်လာရဲ့က အားကောင်းနေစေဖြစ်ပြီးမှစစ်ကောင်စီနဲ့ဒီစစ်အာဏာရှင်အမိဖြတ်ချေမှုန်းရေးဆိုတဲ့ကျူးကျော်တန်တွေကဆက်ပြီးတွားနေစေဖြစ်တဲ့ဟိုဟာအရှင်အဟိုမပြတ်သေးဘူးပေါ့နော်ပြန်ချုပ်ပြောမယ်ဆိုရင်တော့ငကူဦးတဲ့ကနေတိုင်းရင်းသားဒီရွေးချယ်ခဲ့တဲ့ဒီလက်နက်ကန်တော်လန်ရေးကဒီ2021အာနာသိန်းရဲ့နောက်ပိုင်းမှာပြည်သူလူထုတွေရောလက်နက်ကန်တော်လန်ရေးကမလွဲမရှောင်တာ ရွေးချယ်လာခဲ့ရတဲ့အနေထားမျိုးပဲကိုရောက်ရှိသွားတဲ့အတွက်ငကူတဲ့အနေရှိနေတဲ့လက်နက်ကင်ဒေါ်လာရေးနဲ့ခု2021အာနာတိန်မှုနောက်ပိုင်း ဖြစ်ပေါ်လာတဲ့လက်လက်ကန်ဒေါ်လာရေးနဲ့ပူပေါင်းမှုအင်အားကြောင့်ဒီကနေ့အချိန်မှာကျွန်တော်တို့အာနာရှင် အမြင့်ဖြန့်ထူတဲ့ဒေါ်လာရေးကျူးကျော်တန်ရောလွန်ခဲ့တဲ့ဆယ်စုနှစ်ပေါင်းများစွာကတည်းကနေတိုင်းရင်းသားဒေါ်လာရေးဖွဲ့စည်းတောင်းဆိုခဲ့တဲ့ဖေဒရယ်ပြည်ထောင်စုဆိုတဲ့မျိုးမှန်းချက်ကရောပန်းတန်ရောက်နိုင်မှုအတွက်မျိုးလင်းချက်အကောင်းဆုံး ရောက်ရှိနေတဲ့တူနာဖြစ်စေတယ်လို့ပဲကျွန်တော်တို့လို့တုံ့တက်တယ် ဒီလိုမျိုးဒီစစ်တပ်ကအကြမ်းဖက် ဖြိုခွင်းတာကြောင့်မလို့ဒီအာဏာသိမ်းကာလအစပိုင်းမှာဒီစိုးစိုးစစ်စစ်ဒီအသက်ပေးခဲ့ရတဲ့ပြည်သူတွေရှိတယ်လို့မျိုးလက်ရှိအာဏာသိမ်းကာလအတွင်းမှာလည်းဒီစစ်တပ်ရဲ့အကြမ်းဖက်တဲ့လုပ်ရက်တွေကြောင့်မလို့ဒီတိဆုံရတဲ့သူတွေပြီးတော့ဆင်းရဲပင်ပန်းကြီးစွာနဲ့ဒုက္ခရောက်ရတဲ့သူတွေလည်းရှိနေရှိနေပါတယ်ပေါ့ဒါပေမဲ့ဒီလူဒူးကလည်းဒီခက်ခဲကြက်တဲမှုကြားထဲမှာမှဒီအမှန်တရားနဲ့အာဏာရှင်စနစ်အပိတက်လွတ်မြောက်ရေးဆိုတဲ့ညှိုးလင်းချက်ကိုစုပ်ကိုင်ပြီးမှ ီကြံ့ကြံ့ခံနေကြရတယ်ကြံ့ကြံ့ခံနေကြဆဲဖြစ်ပါတယ်ဒီအခုဒါကြောင့်မို့လို့ဒီပြည်သူတွေ ရင်ထားရတဲ့အသက် ၊လွေချွေးနဲ့ဆင်းရဲဒုက္ခတွေကိုစာနာတော်အားဖြင့်ဒီလူထုကိုငဲတဲ့အစိုးရအဖွဲ့အစည်းတွေပေါ်ထွန်းလာနိုင်ဖို့စစ်အာဏာရှင်စနစ်အပြည့်တဲချုပ်ငြိမ်းနိုင်တဲ့နိုင်ငံရေးစနစ်တရပေါ်ထွန်းလာစေဖို့ဒီကျမတို့ဒီအချင်း wave media တွေ media ရောပြီးတော့ဒီပြည်သူပြည်သားတွေရောအကုန်လုံးဝိုင်းဝန်းအားထုတ်ကြရအောင်လို့တိုက်တွန်းရင်းဒီနေ့အစီအစဉ်ကိုညှိကုံချုပ်ပါတယ်ဆရာဟုတ်ကဲ့နောက်ပိုင်းလက်နက်ကင်တော်လန်ရေးတိုက်ပွဲတွေမှာတော်လန်ရင်းနဲ့ကြာဆုံးသွားတဲ့အာဇာနည်သူရဲကောင်းတွေလည်းအများပြားရှိပါတ တယ်လက်ရှိကာလမှာဒူဒူရဲ့နာမည်စီးရင်တွေကိုကျွန်တော်တို့ထုတ်ဖော်နိုင်ခြင်းမရှိသေးပေမဲ့နောက်တစ်ချိန်မှာဒီအာဇာနည်တူရဲကောင်းတွေရဲ့နာမည်ကင်ပွန်းတွေကကျွန်တော်တို့တမိုင်းဝင်အာဇာနည်တွေအဖြစ်ကျွန်တော်တို့အမြင်ဂုံပြူနေရမယ်အကုံယူနေရမယ်တူရဲကောင်းတွေဖြစ်တယ်ပြီးရင်ဒူဒူရဲ့မိသားစုတွေလည်းရှိမယ်ဒူဒူရဲ့ဂျာနယ်တွေ mixery တငယ်ချင်းတွေလည်းရှိမယ်ဒီလိုမျိုးတော်လိုင်းရဲမှာ နေနေဖြစ်စေများများဖြစ်စေပါအချင်းချင်းပူပေါင်းပါဝင်ကြတဲ့ဟာကူအပြန်လန်းအတိမပြူကြရင်လည်းကျွန်တော်တို့အာနာရှင်စနစ်ကနေလွမြောက်ဖို့အတွက်ပဲကျွန်တော်တို့မျှော်လင့်ပါတယ်လို့ညီကုန်းတတ်ချင်ပါတယ်ကျေးဇူးတင်ပါတယ်